2026ခုနှစ်ကိုတည့်ရနှစ်ဖြစ်လာစေချင်ပါလားအဲ့တော့လူချင်းတို့နှစ်အစမှာဆိုတော့လူတိုင်းကအောင်မြင်ခြင်းရတဲ့သူတွေကြီးပဲတက်ကုန်သွားရင်တော့ငကိုတိုက်ပြဖြစ်သွားကြတယ်အဓိကကမပြင်ဆင်လို့ဖြစ်တယ်ပြိုင်ပွဲကိုရောက်ရင်နိုင်ကျင်တဲ့သူတွေကြီးပဲနော်သို့တော့ကျွန်တော်တို့ကပြိုင်ပွဲမှာနိုင်ကျင်တဲ့သူကနိုင်တာမဟုတ်ကြိုတင်ပြင်ဆင်ထားတဲ့သူကနိုင်တာဖြစ်တယ်အောင်မြင်မှုဟာပြင်ဆင်မှုဖြစ်ပါတယ်အဲ့ဒါကိုမမေ့ပါနဲ့ဒါကြောင့်အောင်မြင်မှုဟာပြင်ဆင်မှုဖြစ်တယ်လို့အောင်မြင်မှုဟာလည်းပညာတည့်ရဖြစ်ပါတယ် ဘဝမှာပျော်ရွှင်ခြင်းရင်ပျော်ရွှင်မှုပညာကိုသင်ရတယ်ကျော်ဝချမ်းသာခြင်းရင်ကျော်ဝချမ်းသာမှုပညာကိုသင်ရတယ်အောင်မြင်ခြင်းရင်လည်းအောင်မြင်မှုပညာကိုသင်ရမှာဖြစ်ပါတယ်ဒါကြောင့်အောင်မြင်ခြင်းတဲ့သူတွေအတွက်ကျွန်တော်ဒီနှစ်ပေါင်းများစွာကျွန်တော်ဘဝတစ်လျှောက်လုံးကိုနှိမ့်ညွတ်ထားတဲ့အောင်မြင်မှုပညာအကြောင်းကိုကျွန်တော်သင်တန်းတစ်ခုစီစဉ်ထားပါတယ်သင်တန်းနာမည်ကအောင်မြင်မှုပညာသင်တန်းဖြစ်ပါတယ် Success in Life သင်တန်းဖြစ်ပါတယ်အဲ့တော့အောင်မြင်ခြင်းနဲ့လူကြီးလူငယ်ညီသူမဆိုတက်ရောက်နိုင်တဲ့မြန်မာလူသင်ပေးမှဖြစ်တဲ့မပြည့်အောင်သင်ပေးမယ် လက်တွေ့ပြန်သုံးနိုင်အောင်ကျွန်တော်တို့သင်ပေးမှာဖြစ်ပါတယ်။အဲ့တော့ဒီသင်တန်းဒီကျွန်တော်တို့က online သင်တန်းဒီအခုလာမယ်ကျွန်တော်တို့ဒီ7လပိုင်း2ရက်နေ့အင်္ဂါနေ့စမှာဖြစ်ပါတယ်။ online ကနေတလားတိတိသင်မှာဖြစ်တဲ့အတွက်မြန်မာနိုင်ငံ data တိတိကပ္ပ data တိတိတက်နိုင်ပါတယ်။နေ့စဉ်ကျွန်တော်တို့ recorded video တွေကိုကျွန်တော်တို့က Facebook group ထဲမှာတင်ပေးမှာဖြစ်တယ်။ Facebook ကြည့်ဖို့အခက်အခဲရှိတဲ့သူတွေအတွက် Telegram private channel မှာလည်းကျွန်တော်တို့ကပြန်တင်ပေးမှာဖြစ်တယ်။ အဲကျွန်တော်တို့တနက်ကလာတလှပြီးသွားတဲ့အချိန်အောင် group ကိုမဖြတ်ပေးထားရပြီးမှဖြစ်တဲ့အတွက်အထက်ထက်ပြန်ကြည့်နိုင်ပါတယ် live lecture ကတော့အပတ်စဉ်တနင်္လာနေ့ည8:00နာရီတိုင်းကျွန်တော် zoom application ကနေ live လုပ်တင်မှာဖြစ်တယ်တခါသင်ကျွန်တော်တို့3နာရီလောက်ကြာတယ်ကျွန်တော်တို့တူးချင်းတွေ့ပြီးမိကုန်းနေစိတ်ကြိုက်မင်းနိုင်တယ်အဲတော့တနက်တက်နေတဲ့လူချင်းတို့ group ကိုချင်ပါရအောင်ဆောင်ပေးတာဖြစ်ပါတယ် ဲ့တော့ကျွန်တော်တို့ live lecture မှာတော့ကျွန်တော်တို့ကကိုမတက်နိုင်တဲ့သူတွေလည်းမပူနဲ့နောက်ရက်မှာ3နာရီတင်နေဆို3နာရီစာလုံး record တဲ့ video ကိုကျွန်တော်တို့ Facebook group ရော Telegram private channel မှာရောကျွန်တော်တို့ကပြန်တင်ထားပြီးမှာဖြစ်ပါတယ်။တနင်္ဂနွေတစ်လပြီးသွားလို့ assignment ဆောင်ရရင် certificate ကို email ကနေပေးပို့ပေးမှာဖြစ်ပါတယ်။အပြင်လူတွေ့တင်တဲ့ကတော့အခုကျွန်တော်ရောက်နေတဲ့ဒီခန်းမထဲမှာတက်ရမှာဖြစ်ပါတယ်။ကျွန်တော်တို့စနေလပိုင်း6ရက်နေ့နဲ့9ရက်နေ့စနေတရီနေ့ရက်မှာမနက်စင်နာရီကနေညနေ6နာရီထိရန်ကုန်မြို့တော်ဝင်စင်တာ3လာမှာရှိတယ်ကျွန်တော်တို့အမ်မိုတန်တန်းကြောင့် ဒါဘရင်တော်မင်းတရားကြီးမင်းတရားရွှေထီးတို့ကိုကျွန်တော်တို့ဂုံပြုပြီးမဲ့ခေါ်တာတဲ့ဒီတောင်ငူရုံးထဲမှာအခုကျွန်တော်ရောက်နေဒီတောင်ငူရုံးထဲမှာကျွန်တော်နဲ့အတူလူချင်းတို့ဒီရင်းနှီးချစ်ခင်စွာတွေ့ဆုံပြီးတက်ရောက်အောင်မှာဖြစ်ပါတယ်။အဲ့တော့လူချင်းတို့ online သင်တန်းမဲ့တက်ချင်တက်ချင်အပြင်သင်တန်းမဲ့တက်ချင်တက်ချင်လူချင်းတို့ရဲ့နာမည်ရယ်ဖုန်းနံပါတ်ရယ် comment မှာမရင်းနဲ့နော် Messenger message မှာဆင်းပေးရပါပါကျွန်တော်တို့ team ကညီရင်းညီမတွေကဆက်သွယ်ပေးမယ်။အခု season ကြီးတဲ့သူတွေအောင် online ကပထမအဦးဆုံးအယောက်100အပြင်ကပထမအဦးဆုံးအယောက်30ကို 10% discount ကျွန်တော်တို့ပေးထားတယ်လို့သတင်းကောင်းပါလို့ပါတယ်အစင်းပေးရင် Facebook ဆိုရင်လင်းတိုင်းညမြန်မာစံ LYN နဲ့လင်းနဲ့မြန်မာစံပါတဲ့ English ကိုရေးရတယ် follower 3.9 million ကျော်ရှိတယ်အဲ့ page messenger မှာပေးပါ TikTok ဆိုရင်ကျွန်တော်တို့လင်းတိုင်းညမြန်မာညီလို့မြန်မာလိုရေးရတယ် follower 3.2 million ကျော်ရှိတယ်အဲ့ဒီအကောင့်မှာအဲ့ဒီ message မှာကျွန်တော်တို့စာရင်းပေးနိုင်ပါတယ်။အဲ့တော့ဘာတွေသင်မလဲဆိုတော့ကျွန်တော်တို့ကအောင်မြင်မှုပညာသင်တန်းလို့ဆိုတာနဲ့ညီပထမဦးဆုံးအရေးကြီးတာကတော့ ဘဝမှာအောင်မြင်ခြင်းရင်ကျွန်တော်တို့ကလူတွေအကြိုက်ကိုလိုက်လို့လို့မရအောင်ကိုကြိုက်တာကိုကိုလုပ်ပါပြီးတော့မှလူတွေကြားလာအောင်လုပ်ပါအဲ့တော့ကိုကြိုက်တာကိုကိုအရင်ရှာနိုင်မှုလို့တချို့သူတွေကကိုကြိုက်တာကိုကိုဘာမှမသိအဲ့တော့ကိုယ့်ရဲ့ကိုယ်ရည်ကိုယ်သွေးကိုအရင်နားလည်အောင်လုပ်ဖို့လိုတယ်ကိုယ့်ရဲ့ကိုယ်ရည်ကိုယ်သွေးနဲ့ kait နေတဲ့ကိုကြိုက်တဲ့အရာကိုရှာဖို့အတွက်ကျွန်တော်တို့လေ့လာသင်ကြမယ် personality development ကိုယ့်ရည်ကိုယ်သွေးဖွံ့ဖြိုးတိုးတက်မှုပြီးရင်တော့လူတွေကြားအောင်ဘယ်လိုလုပ်မလဲဆိုတာ personal branding အဲ့တော့ကိုယ့်ရဲ့ personal brand ကိုဘယ်လိုတည်ဆောက်မလဲ နောက်တစ်ခုကတော့အဲ့ဒါလိုတိဆောက်တဲ့အခါမှာ communication skill တွေအလွန်ရေးကြီးတယ်အဲ့တော့စကားစွမ်းရည်ပြီးတော့လူချင်းတို့ရဲ့မဟာဗျူဟာနီးဗျူဟာတွေနောက်ဒီနေ့ခေတ်တီ AI ခေတ်ဖြစ်တဲ့အတွက် AI ခေတ်မှာ AI နဲ့မတူအောင်တွဲနိုင်မှာအောင်မြင်မှာအဲ့တော့ AI နဲ့မတူအောင်တွဲဖို့ဆိုတော့တော်တော်မလွယ်တော့ အဲ့ဘလို့တွေးခေါ်မှုအောင်မြင်မှုဒီအတွေးခေါ်ဖြစ်တယ်မအောင်မြင်တာ idea မရှိလို့မအောင်မြင်တာဒါကြောင့် idea generation စတာတွေကိုကျွန်တော်နဲ့အတူ unity chicken ဆိုတာလေ့လာသင်ကြမှာဖြစ်ပါတယ်ကျွန်တော်ရဲ့ဘဝတစ်လျှောက်လုံးအောင်မြင်မှုအကြောင်းကိုကျွန်တော်စာအုပ်ပေါင်းများစွာ hobby ပေါင်းများစွာ hobby ပြောခဲ့တာတွေကိုအစင်းနစ်ထုတ်ပြီးတော့ဒီသင်တန်းမှာကျွန်တော်တို့သင်ရိုးကိုပြုစုထားပါတယ်ဒါကြောင့်လာမယ်2026ခုနှစ်ကိုကိုယ့်ရဲ့နှစ်ဖြစ်ဖို့အတွက်အခုတည်းကအောင်မြင်မှုပညာသင်တန်းမှာကျွန်တော်တို့အတူတူလေ့လာသင်ယူပြီးစူးစမ်းပြင်ဆင်လိုက်ကြပါစို့ အဲ့တော့ဒီစီဇန်ကြည့်တဲ့သူတွေအတွက်ကျွန်တော်ရဲ့စာအုပ်၅အုပ်ကိုလည်းလက်ဆောင်ပေးဦးမှာဖြစ်ပါတယ်။ဒါကြောင့်အဲ့ဒီစီဇန်မှာပါဝင်ရင်အခုကျွန်တော်ဗီဒီယိုဖိုင်လေးကိုမျှဝေလိုက်ပါ။မျှဝေပြီးသွားရင် comment မှာမျှဝေပြီးပါပြီလို့ဝင်ရေးပေးထားပါ။အဲ့ဒီထက်က၅အုပ်ကိုရွေးချယ်ပြီးကျွန်တော်ရဲ့စာအုပ်၅အုပ်ကိုတယောက်ကိုတုံးလုံးလုံးနဲ့ကျွန်တော်ရဲ့အမှတ်တရလက်မှတ်နဲ့တူလူကျွန်တော်ပို့ကပါမပေးရဘူးနော်။အင်တန်ယာရောက်ပို့ကပါမပေးရဘူး။ပို့ဆောင်ပေးမှာဖြစ်ပါတယ်လို့တင်ကောင်းပါလို့ပါတယ်။ We must work together. We must build our nation.